么瘦，不装嘛！你老婆娃来谁家家，你搞收了 ပါရှင်ကျမကတော့ဒီဂျူလိုက်မှာ DBB ရုံးမြင့်တန်ကြားရဲ့မနက်ရှင်းနိုင်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားစားသတင်းတွေကိုလည်းရှုသားကြမှာဖြစ်ပါတယ်ရှင် ARI တိုင်းကစီရီယံနေနဲ့ PDF တွေအကြောင်းရိုက်ကူးထားတဲ့ Fright Delta Fright ရုပ်ရှင်ကားပြပွဲကိုຫນွေဦးတော်လည်းရန်မုံငွေရှာတဲ့နေနဲ့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာဧပြီလ20ရက်နေ့မနက်ကကျင်းပပါတယ် ဖရက်တန်ဖရိုက်ရုပ်ရှင်ကားဟာတော်လန်ရေးရဲဘော်ရဲမေတွေအကြမ်းမဖက်အာဏာဖီဆန်ခဲ့ကြတဲ့စီရန်ဝန်ထမ်းတွေ88မျိုးဆက်နိုင်ငံရေးသမားတွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်တွေနဲ့ပြည်သူတွေပူးပေါင်းပါဝင်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့တော်လန်ရေးရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ 2020ခုနှစ်ဖေဖော်ဝါရီလတရက်နေ့စစ်တပ်ကတိုင်းပြည်အာဏာမတရားသိမ်းယူပြီးချိန်ကနေစပြီးတော့ယနေ့ချိန်ထိတိုင်းပြည်နယ်လူမျိုးတွေအသက်နဲ့ခန္ဓာကိုယ်ကိုစွန့်ကာပေးဆက်တိုက်ပွဲဝင်နေကြတဲ့တော်လန်ရဲဘော်ရဲမေတွေရဲ့ခက်ခဲကြက်တက်မိမဲ့ယုံကြည်ချက်ပြည်နယ်ရှေ့ဆက်လမ်းမုံတွေကိုပုံဖော်ရက်ကူထားတဲ့ရုပ်ရှင်ကားလေးဖြစ်ပါရဲ့ရှင်ကင်ရိုးရဝစ်ဆောင်ပြေးအလှပြဖက်ရှင်ရှိုးပွဲတစ်ခုကိုထိုင်းနိုင်ငံမဲဆောက်မြို့ဝက်တနာ village resort hotel မှာပြုလုပ်ခဲ့ပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါဒီပွဲကို Naomi and You ကရင်ရိုးရာဝစ်စုံအဖွဲ့ကစီစဉ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ပြကွင်းရတော့ကျွန်တော်တို့အကောလုံးပါနော်ကရင်လူမျိုးအတွက်လည်းကုန်ပြီလေ။ယူကိုအစားကိုပေါ်ပြတိုင်းပြည်ပြည်အဲ့လိုမျိုးပြသတဲ့အတွက်လည်းမမြတ်ဝန်သာဖြစ်တယ်ပေါ့နော်။အတွက်ကျွန်တော်တို့ကရင်ဖြစ်တဲ့အတွက်လည်းအတိမတ်ပြုပဲနော်ဒီလိုဝစ်စုံဒီကျွန်တော်ကရင်ရိုးရာဝစ်စုံမှာပါပြဖို့အတွက်လည်းပို့ပြီးတော့ဖြစ်မြမပြောင်းပြဖို့အတွက်ကျွန်တော်တို့အဓိကလုပ်ပြီးတော့ပွဲလေးလောက်တာအတွက်လည်းကုန်ပြီတယ်ပေါ့နော်။ မျိုးဆက်သစ်ခရင်လူငယ်တွေအနေနဲ့ကိုရိုးရဝစ်စုံကိုနိုင်ငံတကာပုံမသိရှိအောင်ပြသခွင့်ရတဲ့ပွဲလို့ဆိုနေကြတာပါ။ပြန်ပြောတာပေါ့ဒီလိုပွဲမျိုးတာ first time တက်ဖူးတာခရင်လူမျိုးရှုပ်ွဲလာတာဒါအရင်ပွဲတွေကမသွားဘူးမအားဘူးကအဲ့လိုအရင်လည်းပြောတယ်ကိုဒီလိုမြင်ရတော့အရင်ကျင်းနှုတ်ကဘာနဲ့မှမလဲနိုင်ဘူးတော့ဒီခံစားချက်ပြ။ခုလိုကရင်ရှိုးပွဲကိုကရင်လူငယ်တွေမဲဆောက်မှာပြုလုပ်ခွင့်ရရှိနေကြမှာပဲ အာဏာသိမ်းစစ်တပ်ကဘုံတွေကျဲနေတာကြောင့်တဖက်ချမ်းမြမပြည်တွင်းမှာတော့ကရင်လူငယ်တွေတေဆုံးတန်ရာရရှိနေကြတာပါငလင်လုံးနေတာတောင်မှစစ်ကောင်စီဘက်ကတော့နေရာတိုင်းကိုဘုံကျဲနေသေးရလူငယ်တွေအနာဂတ်တွေရှိတဲ့မြန်မာပြည်ထဲမှာရှိနေတဲ့အရာအလုံးကို तू ကအာဘယ်လိုပြောမလဲဘာမှမရှိတော့ရင်တော့ကောင်းတယ်ဆိုတဲ့ပုံစံမျိုး तू လုပ်နေရနော် तू ကလူမျိုးပြအောင်တော့လုပ်နေရ ဒီမအလာအခုဟာတခြားနိုင်ငံနဲ့လည်းတိုက်နေရမှာမဟုတ်ဘူးကိုယ့်ရဲ့နိုင်ငံမှာကိုယ့်ရဲ့လူမျိုးကို तू ကလူမျိုးတုံးတက်ဖြတ်နေတာမင်းအောင် နိုင်ရနိုင်ငံကိုအုပ်ချုပ်တဲ့လူကြီးလူကောင်းဆိုလို့ရှိရင်မြန်မာပြည်တိုးတက်အောင်လုပ်ရမှာမဟုတ်ဘူးလားနော် ကိုရဲ့မြမပြည်တိုးတက်မှာလူငယ်ရေအနာဂတ်တွေဖွံ့ဖြိုးတိုးတက်မှာတိုင်းပြည်ရလဲဖွံ့ဖြိုးတိုးတက်မှာလေအခုရဲ့ကိုတိုင်းပြည်ကိုချစ်တာလားကျမဒီနာဒီကနေမေးခွန်းမေးလိုက်ခြင်းနဲ့မဟာလားစီရောက်တယ်ဆိုလို့ရှင်ဒီကိုနိုင်ငံကိုတိုင်းပြည်ကိုတိုးတက်အောင်လုပ်နေရလားစိုးရွံအောင်လုပ်နေရလားအဲ့ဟာများဟိုမေးလို့ရှင်သေးရဲ့လို့နော်မဟာလားဒီပွဲကိုကရင်လူငယ်တွေအပြင်ကရင်မိခင်မော်ဒယ်တွေလည်း ရင်သွေးငယ်လေးနဲ့အတူ ပါဝင်ဆင်နွှဲကြကြပါရခင်ဗျာကျွန်တော်မောင်တူးပါငလေးတန်းတင်ခဲ့တဲ့မန္တလေးမြို့လမ်း30 80 90 70လမ်းကြားက Golden City အဆောင်ကိုဖြိုချနေရင် April 20ရက်နေ့ညနေ4:00နာရီကရုတ်တရက်ပြိုကျသွားခဲ့ပါတယ် တိမ်းဆောင်မိပြိုကျလူနီးပါးဖြစ်နေတဲ့အဲ့ဒီအဆောင်ကိုပြီးခဲ့တဲ့တပတ်ကျော်ကတည်းကမန္တလေးမြို့တော်စီမင်းတာယာရေးကော်မတီမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးဆက်ရဲနေရုံနဲ့နေ့တိုင်းဖြိုချနေကြတာပါဧပြီလ20ရက်နေ့မွန်လယ်3နာရီမှာတရုတ်နိုင်ငံကရှင်းလင်းပညာရှင်ဖွဲ့လဲလာရောက်ကြည့်ရှုခဲ့ပြီးတင့်တော်တဲ့နီလနဲ့ဖြိုဖျက်ဖို့ဆွေးနွေးခဲ့ကြသေးတယ်လို့စစ်ကောက်စီလက်အောက်ခံမန္တလေးစီပင်ကထုတ်ပြန်ထားပါတယ်။အဆောက်အုံပြိုကျရမှာနီးမှရှိတဲ့ကြီးကျက်သူတွေဆက်ရည်နေရမောင်းနေသူတွေဘေးကင်းခဲ့တယ်လို့ဆိုပါတယ်ရှင်။ အင်အားပြင်းကလင်ကြောက်ပြိုကျသွားတဲ့စစ်ကောင်စီရဲ့ကာကွယ်ဝင်ကြီးဌာနကိုရန်ကုန်ရွှေ့ပြောင်းနေပြီးစစ်ကောင်ဆောင်မွေးအောင်လိုင်ဟာရန်ကုန်မှာရုံထိုင်မှုစီစဉ်နေရလို့နေပြည်တော်စစ်ကောင်စီနဲ့နီးစပ်တဲ့ဝန်ထမ်းတွေစီကနေသိရပါဗျ။မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့ရင်အပြင်းငလင်ကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကကာဝေးဝင်ကြီးဌာနအပါအဝင်ရုံးဌာနတွေ80ရာခိုင်နှုန်းနီးပါးပြိုကျခဲ့တဲ့အတွက်ရန်ကုန်ကိုပြောင်းရွှေ့ဖို့လုပ်နေရလို့ဆိုပါတယ် စစ်ကောင်စီရဲ့ကာကွယ်ဝင်ကြီးဌာနနဲ့အတူနိုင်ငံခြားရေးဝင်ကြီးဌာနပညာရေးဝင်ကြီးဌာနစီးပွားရေးနဲ့ကုသရေးဝင်ကြီးဌာနတို့ကိုပါရွှေ့ပြောင်းနေရလို့ပြောပါရယ်ကာကွယ်ဝင်ကြီးဌာနကိုအရှေ့ပိုင်းခရိုင်မရန်ကုန်မြို့နယ်ရှစ်မိုင်စီယုံမှာယာယီရုံးဆိုင်သွားမှာဖြစ်ပြီးနိုင်ငံခြားရေးဝင်ကြီးဌာနပညာရေးဝင်ကြီးဌာနစီးပွားရေးနဲ့ကုသရေးဝင်ကြီးဌာနတို့ကိုအနောက်ပိုင်းခရိုင်မှာရှိတဲ့ဝင်ကြီးဌာနရန်ကုန်ရုံးခွဲမှာပြန်ပြီးရုံးထိုင်ဖွဲ့စည်းဖို့ပြင်ဆင်နေရလို့ဆိုပါရယ် ရန်ကုန်မှာစစ်ကောင်းဆောင်ရုံထိုင်မှုရှိတာကြောင့်လုံခြုံရေးကိုအထူးပြင်ဆင်ထားခိုင်းပြီးတင်းကျပ်တဲ့စစ်ဆေးမှုတွေကြိုတင်ပြင်ဆင်လှုပ်ဆောင်ခိုင်းထားတယ်လို့လည်းသိရပါဗျ။မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်မှာအမြဲတမ်းအတွင်းဝင်တယောက်ပါဝင်ဝန်ထမ်းအယောက်20ထက်မနည်းသေဆုံးခဲ့ရတယ်လို့သိရပါပါတယ်ရှင်။စစ်ကောင်စီကရာရီတိုင်းရေကြည်မြို့နယ်ငတိုင်းချောင်းမြို့ကရင်းနှီးသားစစ်ဆေးရေးဂိတ်ကိုဖျက်ပြီးရခိုင်ပြည်နယ်အဆက်အရာရီတိုင်းကကျေးရွာတွေကိုစံသက်ယူခွင့်ကတ်တတ်ထားတယ်လို့ဒေသခံတွေကလည်းသိရပါပါတယ်။ ရင်းနှသာစစ်စေးကိတ်ကနေပသိမ်မုံရွာလန်းအနောက်ဘက်ချမ်းမှာရှိတဲ့ကြေးရွာတွေကိုအေဗလဒုတိယဘက်ကစတင်ပြီးစံသေးရွင့်ကတ်သက်ထားတာပါစစ်ကောင်စီတပ်နဲ့ရဲတွေကစစ်စေးကိတ်မှာတင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်စစ်ကောင်စီကရခိုင်နဲ့ထိစပ်နေတဲ့လေးမျက်နှာနဲ့ပသိမ်မုံရွာလမ်းဘေးကဒေသခံတွေကိုလူတယောက်9ရက်စာအတွက်စံနှစ်ပြီသားတည့်ယူခွင့်ပြုပြီးပုံမိုတည့်ယူလာပါကတင်စီနေတာပါ စစ်ကောင်စီတပ်ကစံသေးရေးခွင့်ကတ်သက်ထားတာကြောင့်အရင်ကစံကျန်းတပီ3500ကနေ4000အထိသာဈေးရှိတဲ့အဲ့ဒီဒေသတွေမှာလက်ရှိစံကျန်းတပီ9500ကနေ6000အထိဈေးတက်နေရလို့ဒေသခံတွေစီကနေသိရပါတယ်ဒါပြင်တရက်လုံးတရက်စားတွေဖို့ထမင်းနဲ့မမှန်တဲ့အထိဖြစ်နေပြီချင်းကားလက်လဲစားတောက်နေရတဲ့အထိပါဖြစ်ပေါ်လာတယ်လို့ဒေသခံတွေကဆိုပါတယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းကတက်ရင်လေးကူပူပေါင်းပြီးရှမ်းတောင်မျိုးသားများကာကွယ်ရေးတပ် SSNDF အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။နှင်းနှင်းသတင်းပေးပို့ထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းကတော်လိုင်းရေးတက်ရင်လေးကူဟာကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့အမိန်ပေးကုတ်ကဲမှုအောက်ကနေတိုက်ပွဲဝင်မှုအတွက် SSNDF KNDF ဘူဟာကိုအဖြစ်ဖွဲ့စည်းလိုက်ပါတယ်။အရင်ကရှမ်းတောင်တက်ရင်တွေဖြစ်ကြတဲ့အမှတ်1005တက်ရင် SSPDF 1008တက်ရင် SSRY SSLRU နဲ့ SODF တပ်ရင်းတို့ပူးပေါင်းပြီးရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF KNDF အနေနဲ့ဧပြီလ18ရက်နေ့မှာတင်ဒန်းဆင်းခဲ့ပါတယ်။ SSNDF အနေနဲ့ပြောင်းလဲဖွဲ့စည်းပြီး KNDF ဗျူဟာ9ရဲ့ B101, B102, B103 နဲ့ drone တပ်ဖွဲ့အဖြစ် KNDF တပ်ရဲ့အမိန့်ပေးကုကဲမှုအောက်မှာစစ်ကောင်စီတပ်ကိုတော်လှန်သွားမယ်လို့ဆိုပါရယ်။ အချိန်ကာလတစ်ခုအထိ KNDF ရဲ့ COC အောက်မှာကျွန်တော်တို့စေရေးဖော်ဆောင်မှုတွေ KNDF နဲ့အတူတူလက်တွဲပြီးတော့ဒီစေရေးဖော်ဆောင်မှုတွေကျွန်တော်တို့ပြုလုပ်သွားဖို့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့အခြေခံလူထုအခြေခံနေပြည်တွေကျွန်တော်တို့ပြန်ရပြီဆိုလို့ရှိရင်တော့ SS NDF ကကိုပါကိုခိုင်မာတဲ့ COC တစ်ခုတိဆောက်ပြီးတော့ကြာမှာပဲကိုရဲ့ရှမ်းတောင်နေပြည်ဒေသတွေမှာထိုးစစ်တွေဆင်နိုင်ဖို့အတွက်ကြီးရထားပါတယ်ဗျာ SSNDF KNDF ဘူဟာအမှတ်ကိုစစ်တင်နှန်းကို ဖေဖော်ဝါရီလ17ရက်နေ့မှာစတင်ခဲ့ပြီးဧပြီလ18ရက်နေ့မှာတင်နှန်းဆင်းခဲ့ပါတယ်။ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဒီခိုင်မာတဲ့ COC တခုအောက်ကနေပြီးတော့ကြစ်လက်တဲ့အင်အားတခုနဲ့ကျွန်တော်တို့ရှေ့ရှောက်စစ်စင်ရေးတွေကိုစစ်တင်မှာအင်အားဒီထက်မက ပိုပြီးတော့ဟိုကြီးမားတဲ့အင်အားတခုအထိရောက်အောင် တိစောက်သွားမယ်။အမှတ်1005တက်ရင်နဲ့1008တက်ရင်တို့ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁ရက်နေ့ကပဲအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD အောက်ကနေတရားဝင်နှုတ်ထွက်ခဲ့ပြီးချမ်းတောင်ကတခြားတရင်တွေနဲ့အတူ SSNDF အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ဒီမှာနင်းနေမှာ မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ရေးထွက်ကျေးရွာကိုဧပြီလ19ရက်နေ့နေ့လယ်ပိုင်းကစစ်ကောင်စီတပ်တွေကလေကြောင်းကနေပစ်ခတ်ခဲ့လို့လူဒါဇင်နဲ့ချီအစုလိုက်တေဆုံးခဲ့ပြီးနောက်တရက်ဧပြီလ20ရက်နေ့ညနေပိုင်းမှာပဲလေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့လို့ဒေသခံတွေကပြောပါရယ်ဧပြီလ19ရက်နေ့တိုက်ခိုက်မှုမှာကလေးငယ်တွေပါဝင်လူ24ယောက်ထပ်မံတေဆုံးခဲ့ပြီးနိုင်အခမ်းအနားတွေတောင်အလုံးစုံမပြုတ်လိုက်နိုင်သေးခင်မှာပဲနောက်တစ်ကြိမ်လေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ် ဧပြီလ20ရက်နေ့လေကြောင်းပြုတ်ခတ်မှုမှာတပိတ်ချင်းရေထွက်ရွာဒေသခံတွေကတော့ကိုတူကိုထလေကြောင်းရံသတိပေးအတန်ချက်ဆက်တွေနဲ့သတိပေးနေပြီးဘုံခုအချင်းတွေမှာပုံအောင်ခဲ့ကြလို့အထိကိမရှိခဲ့ဘူးလို့ဒေသခံတူကပြောပါရယ်တပိတ်ချင်းနယ်တွေကတော့တိုက်ပွဲမရှိဘဲတကြံတွင်းကာလတစ်လျှောက်လုံးလေကြောင်းတိုက်ခတ်မှု73ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီးလူ90ထက်မနည်းသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ရှင် ုတ်ကရုရှားနိုင်ငံကိုလက်နက်တွေထောက်ပံ့ပေးနေတယ်ဆိုတော့ယူကရိန်းသမ္မတဇယ်လန်စကီးရဲ့စကားကအခြေမြင့်မရှိဘူးလို့ပြောရင်တရုတ်နိုင်ငံကြီးဝန်ကြီးဌာနကဧပြီလ18ရက်နေ့မှာပယ်ချလိုက်ပါတယ်။ယူကရိန်းမှာရုရှားအစိုးရရဲ့၃နှစ်ကြာစစ်ပွဲတွင်တရုတ်ကရုရှားနဲ့စီးပွားရေးအရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဂျာနီပုံရိပ်ကိုပုံဖော်ဖို့ကြိုးပမ်းခဲ့ပြီးစစ်ပွဲမှာပါဝင်ပတ်သက်မှုမရှိဘူးလို့ပြောဆိုခြင်းဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံကရုရှားနိုင်ငံစီလက်နက်တွေနဲ့ရဟမုတ်တွေထောက်ပံ့နေပြီးရုရှားပိုင်နယ်ထဲမှာလက်နက်တွေထုတ်လုပ်နေတယ်လို့ယူကရိန်းသမ္မတဇယ်လန်စကီးကဧပြီလ18ရက်နေ့မှာစွပ်စွဲပြောဆိုခဲ့တာပါနောက်နေ့မှာပဲတရုတ်နိုင်ငံသားဝင်ကြီးဌာနကသတင်းစာရှင်းလင်းပွဲမှာညင်းဆိုခဲ့တာဖြစ်ပါတယ်ယူကရိန်းကျက်တဲမှာတေစီလောက်တဲ့လက်နက်တွေကိုဘသူအတွက်မဆိုတရုတ်နိုင်ငံကဘယ်တော့မှမထုတ်လုပ်ပေးခဲ့ဘူးလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ချန်းကပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်ရှင်။ တော်ပေကျင်းမှာအေဘလ16ရက်နေ့ကကျင်းပတဲ့ရစ်ကျွမ်းတဝက်မာရသွန်ပြိုင်ပွဲမှာအပြေးသမားထောင်ပေါင်းများစွာနဲ့အတူစက်ရုံ20တစင်းလို့ပူးပေါင်းပါဝင်ခဲ့တယ်လို့ပွဲစီစဉ်သူတွေကပြောပါရယ်။ Drop PP နဲ့ Noted Robotic တို့လိုတရုတ်ထုတ်လုပ်သူတွေရဲ့စက်ရုပ်တွေဟာပုံသဏ္ဍာန်နဲ့အရွယ်စားအလုံးရှိပြီးတချို့က3ပေ6လက်မထက်တူပြီးတချို့က5ပေ6လက်မရှိပါရယ်။စက်ရုပ်တွေနဲ့အတူလူသားလေးချင်းရေးဆရာတွေလိုက်ပါသွားခဲ့ပြီးတချို့ကပြိုင်ပွဲကာလအတွင်းစက်ရုပ်တွေကိုရုပ်ပိုင်းဆိုင်ရာပံ့ပိုးပေးခဲ့ရပါရယ်။ ။ဆက်ရုပ်တချို့ကပြိုင်ပွဲကိုပြီးဆုံးချိန်ထိရှင်ပြိုင်နိုင်ခဲ့ပြီးတချို့ကတာထွက်ချိန်ကလေးကလဲကြတာနဲ့စခဲ့ပြီးအားပြန်ဖြစ်ရင်တာထွက်ခဲ့ရပါတယ်။အဝကန်ဆက်ရုပ်ကတော့ကြာချိန်2နာရီမိနစ်40ကြာအပြည့်ခဲ့တဲ့ပေကျင်းလူတူဆက်ရုပ်စမ်းသစ်တီထွေရေးဌာနကထုတ်လုပ်တဲ့ထန်းကုန်းအထရာဖြစ်ပါတယ်။အမျိုးသားပြိုင်ပွဲမှာအနိုင်ရသူကတော့ပြေးချိန်2နာရီနဲ့2မိနစ်အကြာမှာပန်းဝင်ခဲ့ပါတယ်ရှင်။ ဒီဗီရုံးဝင်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားခဲ့ရတာပါမနက်၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးပါအောင်မယ်ကျမကတော့ဒီဂျူလိုင်မှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် လန်နက်ကိုင်ပဏိပခရီနဲ့စစ်ပွဲတွေကြမှာရှင်သန်ရက်ဒီဘူမိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲ။ တန်ဖိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတခုကျွန်တော်တို့ဖန်တီးကြပါစို့။ကိုပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတစ်ဆင့်ပြီးတစ်ဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်။တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတခုတက်ပူပါတယ်။ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာကွာဘုံခုရာနေရာတခုပေါ့။ ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်။ကျွန်တော်တို့နဲ့အတူ လုံခြုံ စိတ်ချရတဲ့ဘုံကိုခြင်းတစ်ခုတည်ဆောက်ကြရအောင်။မိသားစုတစုပုံခုနိုင်မဲ့ဘုံကိုခြင်းတစ်ခုအတွက် 4ပေ5ပေနဲ့နဲ့10ပေ6ပေအကျယ်ရှိတဲ့ကျင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်6လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်လေးလက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အဲပုံစံချိုးထားပြီးပါအပေါ်ကနေပလတ်စတစ်ဘိုးကတံပြားပြင်ပြားတစ်ခုခုခင်းပါ တဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လေမှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့သေးစိတ်အချက်လက်တွေကိုတော့ Telegram Channel DVB TV Facebook YouTube တို့မှာကြူအားကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါမိသားစုတိုင်းရှင်တန်ဖို့အိမ်ထဲမှာပုံဖို့ဆို င်တန်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပတ်စဉ်ထုံးလင်းတင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးတာများဖက်ကြားခြင်းတော့